ဒီလောက်ကုန်အခြေခံတန်းမှာတင်ပေးမယ်အင်းကြီးဒီဇိုင်းလေးပါတခြားဘယ်ဒီဇိုင်းလေးတင်ပေးမလဲဆိုတာကိုတော့ CB မှာဖြည့်ပေးမယ်နော်ကွန်မန့်မှာဖြည့်မပေးတာကတော့စလုံးကြီးအကန့်အသတ်နဲ့ဖြည့်ရတာမဟုတ်ဘူးဖြည့်လို့မရလို့ပါနော်ဒီအညီလေးကိုဘလို့ချုပ်လဲဆိုတာကိုသိကျင်တဲ့သူလေးတွေအတွက်နောက်မှာဗီဒီယိုလေးတင်ပေးထားမယ်တင်နှန်းကိုလာမတက်နိုင်တဲ့သူလေးတွေအတွက်တင်နှန်းတက်ချင်တယ်ဆိုလို့ရှိရင်တော့အထူးအခြေခံတန်းကတင်နှန်းကြီးက9သိန်းပါလူကြီးကလည်း9ရောက်ပဲသတ်မှတ်ထားလာမှုလို့ အမြန်ဆုံးတင်တဲ့အပ်ပြီးတော့လာပြီးတော့ပညာတွေကိုယူလိုက်နော်ရှမ်းအင်းကြီးရင်ပုံးလေးပတ်တန်းဆွဲပြမယ်ပတ်တန်းဆွဲမယ်ဆိုလို့ရှိရင်အရင်ဆုံးကတရားကရှေ့ကျန်ဒါကနောက်ချန်အဲ့ဒီလိုပတ်တန်းတစ်စုံရှိဖို့လိုပါတယ်အဲ့ဒီပတ်တန်းဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ခန္ဓာနဲ့ body frame တိဆောက်ထားတာဖြစ်ပါတယ်အဲ့ဒါကတော့ဒီအစင်းမြင်လက်မနီးနဲ့ body frame တိဆောက်ထားတာပါအခုလာမယ့်18ရက်နေ့မှာတင်တန်းဖွင့်မယ် အဆင့်မြင့်ပွဲတဲ့အထူးတင်တဲ့ဘာသာစုံပါဆိုလို့ရှိရင်လည်းဒီအဆင့်မြင့်လက်မနီးလည်းပဲသင်ပေးမှာဖြစ်ပါတယ်လူဦးရေကတော့10ယောက်ပဲကန့်သက်ထားတာဖြစ်ပြီးတော့အခုဆိုလို့ရှိရင်3ယောက်ပဲလူပါတော့တယ်အားကြောင့်မလို့အမြန်ဆုံးစရင်သွင်းအနှံပြီးလို့ရှိရင်ဝယ်ရမယ်စရင်နေလာပြီးတော့မေးပါပြီးလို့ရှိရင်ဝယ်ပြီးတော့အဆင့်သင်းတက်ဖို့ပြင်ပါတော့เนาะ ဘာသာဆုံးပါပြီးတော့ပေးရတဲ့သင်တန်းကြီးတဲ့အရန်မဲ့ပညာတွေအများကြီးရမှာမဟုတ်လို့သင်တန်းကဆင်းဆင်းချင်းပဲချက်ချင်းပဲဝင်ငွေရမယ်သင်တန်းဖြစ်တဲ့အတွက်ချက်ချင်းပဲလာပြီးတော့အလိုက်တော့အခုဒီပတန်ဆွဲနည်းကိုဆက်ပြီးတော့ကြည့်လိုက်ပါအောင်နော်ဒါကနောက်ချမ်းပတန်ဒါကရှေ့ချမ်းပတန်ကိုခန္ဓာဘောအခြေခံ body frame တစုံရှိရမယ် ပရမဆုံးခါဖြတ်ဖို့အတွက်ဘေးနှစ်ခုကိုဆက်လိုက်တယ်။တိတ်နဲ့ဆက်လိုက်တယ်။တောက်ရတွေကိုလည်းတိတ်နဲ့ဆက်မယ်။ဆက်တဲ့အခါမှာခါမြင်ခြင်းညီနေအောင်ဆက်မယ်။ဒါကလည်းနောက်ချမ်းတောက်ရကိုတိတ်နဲ့ဆက်တယ်။ဆက်ပြီးရင်ကိုလိုချင်တဲ့ခါအရှိဖြတ်မယ်။ခါရှိကိုဖေးရတိုင်းလဲဆိုလို့ရှိရင်ခါသက်ကနေအောက်ကို၅ခွဲ ဒါကလည်း၅ခွဲပဲဘေးကြတော့၄စိတ်လျှော်မယ်၅လက်မနဲ့ရှေ့ချမ်းရောနောက်ချမ်းရောဘေးဘက်ကိုဆိုလို့ရှိရင်တော့၄စိတ်လျှော်ပြီးတော့၅လက်မပဲမှတ်တယ်ဒါ၅လက်မဒီနေရာကြတော့၅ခွဲမှတ်တယ်ဒီနောက်ကိုလည်း၅ခွဲမှတ်တယ်ပြီးတော့ပေကွေးနဲ့တင်မြင်းကိုဆက်မယ်၆နဲ့ဘက်ကြတော့ဖြောင်းတဲ့နေရာနဲ့တိုင်းတယ်ဝိုက်တဲ့ဘက်ကြတော့ ပေကွေးရဲ့ဝိုက်တဲ့နေရာလေးနဲ့ဆက်လိုက်တယ်။ရှေ့ချမ်းဆိုလည်းဘေးဘက်ကိုပေကွေးရဲ့အဝိုက်နဲ့ဆက်မယ်။ပြီးတော့အရှိဖြောင်းတဲ့နေရာကိုကြတော့ပေကွေးရဲ့ဖြောင်းတာလေးနဲ့ဆက်မယ်။တင်မြင်းရပြီဆိုတော့ဒီတင်မြင်းကိုညှိပြီးတော့ညှက်ပြလိုက်မယ်။ကိုလိုချင်တဲ့ဒီဇိုင်းကိုဖော်ဖို့အတွက်ရှေ့ချမ်းရောနောက်ချမ်းရောဒေါက်ကြီးဘေးဆက်ထရာတွေ တိတ်ကပ်ထားတာတွေကိုပြန်ပြီးတော့ဖြန့်မယ်ပြန်ပြီးတော့ဖြတ်ထုတ်လိုက်မယ်ဖြတ်ထုတ်ပြီးတော့ရှည်ချမ်းမှာရင်ပုံးလေးလုံးမှာဖြစ်တဲ့အတွက်ရင်ပုံးနေရာအတွက်စက်ကူကိုဆက်လိုက်မယ်တိတ်နဲ့ကပ်မယ် ှင်ပုံးအခန့်ချမ်းနဲ့ရှင်ပုံးညမ်းနဲ့ကိုနှစ်ခုစလုံးကိုအတူတူတပြိုင်တည်းဆွဲမှာအခုကလေးလက်မှမှတ်လိုက်တယ်ရှင်ပုံးအပြားလေးကိုလေးလက်မှထားမှာမဟုတ်လို့လေးလက်မှမှတ်လိုက်တယ်လေးလက်မှမှတ်ပြီးတော့လယ်ဘင်းကိုအချွန်လေးဆွဲမယ်လယ်ဘင်းအချွန်လေးဆိုတော့ခုနှစ်အကြအဆွေခုနှစ်အကြဒါလူတော်တော် များများအတွက်အဆင်ပြေတဲ့ခုနှစ်အကြကလေပြီးတော့ရင်မုံရိုးရိုးအရင်ဆုံးဆွဲပြမယ် ရင်မုံရိုးရိုးဆိုတော့ရင်ထိတ်ကလေးကိုဒါအချုံကိုပေးမယ်နည်းနည်းလေးပဲအလှအလှအောင်အတွက်နည်းနည်းလေးကိုကိုပြီးတော့ပေကွေးလေးနဲ့ဆက်တယ်ဒါဆိုလို့ရှင်တော့ဒါကရိုးရိုးရင်ပုံအချုံလေးပေါ့ရိုးရိုးရင်ပုံလုပ်မယ်ဆိုရင်တော့အချုံလေးလုပ်မယ်ဆိုရင်တော့ဒီတိုင်းပေါ့နော် ဒါကဘေးကထောင်လေးလုံးမှာဘေးကထောင်လုံးမဲ့အတွက်ဘေးမြင်းကိုတစ်ဆက်တည်းဆွဲချလိုက်တယ်ဆွဲပြီးတော့အောက်ကကော်ရီနီယာကိုညှက်ထုတ်တယ်ကော်ရီနီယာညှက်ထုတ်လိုက်တယ်ညှက်ထုတ်ပြီးတော့ဘေးနားမှာကထောင်အတွက်ကိုဆက်ကူဆက်လိုက်မယ်မှန်တကယ်လိုချင်တာတော့လေးလက်အဲလိုချင်တာကတော့နှစ်ခွဲပြလိုချင်တာเนาะနှစ်ခွဲပြကိုအမြင်ရတော့ ငါးလက်မှပေါ့ခါနေရအထိအမြင့်ကငါးလက်မှငါးငါးလက်မှမှာနှစ်ခွဲအပေါ်နှစ်ခွဲအောက်နှစ်ခွဲနှစ်ခွဲနေရာရဲ့ဘေးတက်တက်ဥမာတကားနှစ်ခွဲထပ်မှတ်တယ်အဲ့ဒီနှစ်ခွဲဥမာအပေါ်ပိုင်းကိုခါနေပြီးတော့ဘေးခွင်းနဲ့ဝိုက်ဆွဲအောက်ကကြတော့ဒီလိုဘေးကိုလေးစိတ်တက်မယ်ဒီနေရာလေးကိုလေးစိတ်တက်မယ်အဲ့နေရာလေးကလေးစိတ်တက်မယ်တက်ပြီးလို့ရှိရင်ထောင်ထောင်လေးပဲဘေးကိုပြောင်းပြန်ပြန်ပြီးတော့ ကြည့်လို့လာပါဘောเนาะလိုက်တင်လေပြန်ပြီးတော့ဆွဲပေပေကျိုးပေကွေးယူတာလေးကိုလည်းကြည့်ထားเนาะဒီလိုမျိုးလေးဆွဲတာဆွဲပြီးတော့ကိုလိုချင်တာစိတ်တိုင်းကြပြီဆိုရင်တော့ညှက်ထုံမယ်ဒါကအရှိချမ်းကတောင်ရသွားပြီဒါကနောက်ချမ်းနောက်ချမ်းအတွက်ကိုလည်းအဲ့လိုပဲဘေးမြင့်ကနေပြီးတော့တန်းပြီးတော့ဖြောင်းဆွဲချပြစ်လိုက်မယ်အရင်ပုံစံကို မလိုချင်ဘူးလေညှက်ပစ်လိုက်တာနော်အဲ့ဒါပြီးတော့မှကိုလိုချင်တဲ့ပုံစံဖြစ်အောင်ပြန်ဆက်မယ်ဒါတိတ်နဲ့ဆက်မယ်ခါငါးလက်မငါးလက်မအထီးပေါ့ငါးလက်မအထီးတိတ်ဆက်မယ်အဲ့ဒီလိုပဲငါးလက်မရဲ့တဝက်နှစ်ခွဲမှတ်မယ်နှစ်ခွဲမှတ်မယ်ပြီးရင်ဘေးကိုလည်းတစ်ခါနှစ်ခွဲထုတ်မယ်ထုတ်ပြီးလို့ရှိရင်တစ်ခါကတောင်ပုံလေးဆွဲမယ်ရှည်ချမ်းနဲ့အတူတူပဲနော်တင်ဘေးနားကိုလည်းလေးစိတ်တက်တယ်ဒါလေးစိတ်တက်တာ ပြီးတော့ရှေ့ချမ်းအတိုင်းပဲဝိုက်ပြီးတော့ဆွဲလိုက်ဒါဆိုရင်ရှားသွားပြီစိတ်တိုင်းကြရပြီဆိုတော့ဒါညှက်ထုတ်ဒါကနောက်ချမ်းပြီးသွားပြီ။ရှေ့ချမ်းမှာဒါကရင်ပုံချမ်းလေးอ่ะဒီလိုလေးဖုံးမှာเนาะဖုံးမှာဆို အခုချုပ်မှာကရှမ်းရင်ပုံလေးရှမ်းရင်ပုံလေးဆိုတာကသူ့ရင်ပုံလေးอ่ะအောက်ကိုကြကြလေးပေါ့เนาะအဲ့တော့အဲ့ဒီရင်ပုံကိုဒါခါက15ရှိတယ်ပခုံးကနေခါ15အဲ့ဒီခါမြင်းအထည်ကိုဆွဲမှာအဲဒါခါမြင်းနဲ့မှတ်လိုက်ပြီအဲ့ဒီအထည်ကိုရင်ပုံလေးကိုအချုံအကြလေးဆွဲလိုက်မယ်เนาะ ဒဲကြီးကြတော့လည်းမလှတော့ပေကွေးလေးနဲ့အလိုက်တင်လေးဆက်လိုက်မယ်ဆက်ပြီးတော့ဒါကိုလိုချင်တဲ့အကြရပြီးညှက်လိုက်ပြီးညှက်ပြီးလို့ရှိရင် ရှေ့ကလည်းအဝိုက်ကလေးဖြစ်ချင်တော့အဝိုက်ကလေးကိုခါးကနေအပေါ်လေးစိတ်တက်မယ်နော်ဖုံးတဲ့နေရာမှာအဲ့တော့မှဒီဘက်ကို ပြပြလေးဆက်လိုက်မယ်ဆက်ပြီးလို့ရှိရင်ဒီဘက်ကကြတော့အပေါ်ကိုဝိုက်ပြီးတော့တက်လိုက်မယ် ဒါရင်ပုံအဝိုက်ကလေးရပြီရပြီဆိုတော့ညှက်မယ်ဆိုလို့ရှိရင်ဒီတောက်တွေကိုဖြောက်ဖို့အတွက်ပခုံးတောက်နေရာကိုနော်ပခုံးတောက်နေရာကိုပဲတုံးလိုက်မယ်အဲဒါဆိုလို့ရှိရင်တောက်ဖြောက်ပြီးတော့ပြန်ဆက်မှာဒါတောက်ဖြောက်ပြီးတဲ့တောက်ဖြောက်လိုက်တာပေါ့မှားမှာဆိုလို့ဒါရှည်ချမ်းဆိုရင် ရှည်ချမ်းနှစ်ခုရှည်ချမ်းသားနှစ်ခု ်နောက်ချမ်းကိုလည်းတောက်ဖြောက်မယ်တောက်ဖြောက်မယ်ဆိုတော့ဒါပခုံးထောက်ကိုသုံးပြီးတော့ဖြောက်လိုက်မယ်ဒီနောက်ချမ်းတစ်ခုကိုလည်းဒါနောက်ချမ်းလို့ရေးပြီးတော့မှတ်ထားမယ်နော်ပိတ်စမှာညက်တဲ့အခါကျရင်မမဆိုလိုပါပိစာ3000တမိုင်းနံကိုဒီမှာခောက်ယူเนาะဒီခောက်ယူလေးရနေပြီးတော့มาဒီလိုမျိုးခောက်လိုက်မယ်ဒီခောက်တဲ့အခါကျတော့ဒီအနားနှစ်ခုကိုနှစ်လက်မှခွဲချပြီးတော့ခောက်မယ်ဒီလိုခောက်ထားမယ် တာခောက်ပြီးရင်ဒီအပေါ်လွှာကိုကြတော့နှစ်ခွဲခောက်ဒီအပေါ်လွှာကနလမခောက်မယ် လက်မှထောက်ပြီးဒီနေရာမှာရှေ့ချမ်းကိုကျင်လိုက်မယ်။ဒီဟာရှေ့ချမ်းဒါအဖုံးဒါကအောက်ဆန်းဖြစ်တဲ့အတွက်ဒီနေရာမှာလက်လက်မှကိုဒီလိုမျိုးထားပြီးတော့ဒီလိုတင်လိုက်မယ်။ đi bẹ lẻ má còn nó châu xá lý sẽ bộ bây giờ nhẹ này 昨天写账，啊、嗯，抱歉，一梦见我看见哦，飞多远。 ကနောက်ချမ်းနောက်ချမ်းဒီဘက်အစုံဆုံးမှာထားမယ်ထားပြီးတော့ဒါကနောက်ချမ်းနောက်ချမ်းဒီဘေးချမ်းကိုဒီလိုထားလိုက်မယ်ဒီဘေးပက်လည်းကိုလေးစိတ်ချမ်းပြီးတော့ညံ့မယ်ဒီနောက်မှာခါတိတ်ညံ့လို့ရှင်တော့ဒါကိုလည်းလေးစိတ်ချမ်းပြီးတော့ညံ့မယ် ီနေရာတွေကိုလည်းအကုန်လေးစိတ်ချပြီးညံ့တာကရှင်အောင်ကြီးရှင်ဘုံလေးဒီရင်ဘုံလေးကိုအနာကိုဒီဘက်ကနေတင်မယ်တင်ပြီးဒီဘင်းရဲ့အနာဘက်ကိုဒီလိုပတ်သွားမယ်ပတ်သွားပြီးဒီလိုပြန်ပြီးတော့ဆက်လိုက်မယ် ါပခုံးတွဲပြီးတော့မှပက်လက်ဆက်လိုက်တာ။